ဆိုင်မွန်ကော်မရှင်ဒီမြမပြည်၌ဆက်ရဲနေပြီနော် KFY 15ရက်တွင်အိန္ဒိယပြည်မတွေ့မြုပ်သို့ထွက်သွားသည်ကော်မရှင်၏အစဉ်ခန်းစားသည်နောက်16လကြာမှထွက်လာမည်ဖြစ်သည်ဆိုင်မွန်၏အဖွဲ့ထွက်ခွာပြီးမကြာမီမှာပင်အိန္ဒိယကွန်ကရစ်ကောင်ဆောင်မဟာတမဂန္ဒီကိုအစိုးရကဖမ်းကာထောင်ချလိုက်သည်မြမပြည်တွင်မူတည်ငြိမ်မျိုးမျိုးဖြစ်ပေါ်နေသည်အခြေနှက်မှုများဖြစ်ပေါ်နေပြီးစုပူကြလိမ့်မည်ဟုကောလာဟာလာတည်ငြိမ်များပေါ်ထွက်နေသည်တို့တိုင်အောင် အပေါ်ရန်အပြင်တွင်ကတိုင်းပြည်လုံးအေးချမ်းညင်တဲ့နေတယ်။ကျွန်တော်၏နေ့စဉ်ဝတ္တရသည်စွတ္တနာ၏တွင်ရုံးသို့ရောက်ခခြင်းဖြင့်အစပြုသည်။အမှုများကိုကြားနာဆစ်ဆရာသည်။ခိုးမှုလူရမှုလိမ့်လည်မှုပြီးတော့ခိုးမှုလူရမှုလိမ့်လည်မှုစုံနိုင်ဘွယ်ပင်မရှိ တမှုစစ်ပြီးတယောက်ကိုအပြစ်ပေးထောင်ချရသည်။နောက်တမှုတက်လာရင်ထုံးစံအတိုင်းကြားနာဆစ်ဆေးကစီရင်ချက်ချရသည်။တက်တဲ့တယောက်တက်လာသည်။သူပါဇက်မဟာမိကပင် ဲတို့အစစ်ခံကြီးကိုတိပြီးနေသည်ဂျုံတော်ကပထမအကြိမ်ပြန်လဲမေကွန်ထုတ်သည်တွင်ထိုအမှုမှန်မှန်မှန်ကိုတရားသူကြီးကသိနေပြီဖြစ်သည်ရုံးကဆင်းလာပြီးနောက်ညနေတွင်တဖေးတောက်သည်ပြီးလျင်ကောက်တီးကစားသည် တခါတရံတင်းနစ်ကွင်းဘက်သို့ထွက်ခဲ့သည်ကလပ်တစ်ခုခုသို့ရောက်တော့ကအပေါင်းအသင်းမိတ်ဆွေများနဲ့ညစာစားသည်ဤဒီမှာနေ့စဉ်အလုပ်ဖြစ်သည်ကြတော့ရိုးလာပြီညီငွေစရာကောင်းလာသည်အုံနောက်၃၀ရာမလို့ နည်းနည်းနည်းစဉ်းစားเสียမလို့ထက်တလဲလဲလုံနေရသည့်အလုံမျိုးဖြစ်တယ်။မိတို့ဖြစ်စေပြည်နယ်တစ်ခုတွင်အမှုထမ်းသည့်ရိညာခံဝန်ထမ်းတယောက်၏ဘဝမှာဤပုံစံအတိုင်းပင်ဖြစ်လေသည်။1929တနွေလောတမိုးတွင်လုံးတွင် စိတ်ဝင်စားเสียအမှုတစ်ခုသာကျွန်တော်ယုံတို့တက်လာသည်။အမှုစစ်စရသည့်အခါယင်းသည်ညီမတို့လူနေမှုဘဝနှင့်မိတို့မိဘတက်ဆိုင်လာရသည့်ကိုအကြောင်းအားလျော်စွာကျွန်တော်ရှင်းလင်းပြရမည်။တနည်းနည်းတွင် အရွန်ဒတမောဤကပတဲ့ကျူရတကရန်ကုန်ရေဝင်ရုံးတို့ဝါရလက်တရင်စကားတကူပို့တယ်ရန်ကုန်စိတ်ကမ်းမှာသူတင်းမောထွက်လာပြီးနောက်나ကြီးအနေငယ်ကြတွင်ပင်လေပြင်၌လန်တကူလင့်ကမြောပါလာသောလိင္ငတ်တစင်းကိုတွေ့ရသည်ထိုလေကိုကဲဆယ်ရန်တော့ရသည်လေပေါ်၌အိန္ဒိယမြို့သားတင်မောသား၁၄ယောက်ပါလာသည်သူတို့အားလုံးကိုသူတင်းမောဘော်တို့ကောဆောင်ခဲ့ပြီးအစားအစာများကျွေးမိပြုဆိုသည်ပြီးမှအဖြစ်ပြက်ကိုမိញံကြည့်သည်သူတို့ထဲတွင်လူကြီးများ လင်းတယောက်ဖြစ်တယ်။သူတို့ဒီငစိန်ဆွေတိမောမှတိမောတညာဖြစ်ကြသည်ထိုနည်းနဲ့ကမုဒ္ဓမပင်လယ်ကွေ့တွင်တိမောပြက်ကနိမ့်မြုပ်သွားသည်ဖြင့်ပင်ငယ်တွင်မြောပါလာခြင်းဖြစ်လေသည်။တိမောပေါ်မှာတခြားပသူတွေပါသေးတယ်လေ။ကပတိန်ကျူဟက်ကမိသည်။အခြားပုဂ္ဂိုလ်၃ယောက်ပါသည်။ယင်းတို့မှာအင်္ဂလိပ်ကပတိန်ပင်နန်ဒန်အင်္ဂလိပ်အင်ဂျင်နီယာဖီလစ်ဖီလီအစီကံစော်မီတို့ဖြစ်သည်ဟုဆလင်ကအဖြေပေးသည်။အခုသူတို့ဘက်မှာလဲကျွန်တော်မသိဘူး။ထက်ပြန်တလဲလဲမိသည်အခါ အပြည့်ပြန်မှန်ကိုဤသို့သိရသည်ဟုကပတိန်ကျူဟက်ကဆိုသည်မော်တမပင်လေကွေစစ်တောင်းဝတွင်ဆွဲသမောငစိန်သည်ရေဝင်ကနှမြုပ်တော့မည်အန်ဒီယေကိုကြုံရသည်ထိုအခါဆလင်နှင့်တမောသားတို့သည်အသက်ကယ်လေးပေါ်သို့တက်ကြသည်ကပတိန်ပင်နန်အင်ဂျင်နီယာဖီလစ်နှင့်သူတို့ဘက်ဆောင်မီတို့သည်ရေထဲသို့ခုန်ချကြသည်သူတို့ကိုဆလင်ကရေထဲမှမဆဲယူနိုင်ပိုင်းကြီးလေထန်သည်ဖြင့်ထိုသုံးယောက်ဘယ်သို့ရောက်သွားမှန်းမသိဟုဆလင်ကအစ်စ်ခံသည်ဆလင်၏အစ်စ်ခံချက်မှာ ထူးဆန်းတယ်လို့ဖြစ်နေသည်တန်တရားချက်ပွဲရှိသည်ထင်ကြောင်းဖြင့်ဝါရလက်တင်းစကားတွင်သူ့ထင်မြင်ချက်ကိုဖော်ပြခဲ့သည်ထို့ညမှာပင်ကပတိန်ရက်ဆက်သည်ချွတ်တကုံတင်းမော့ကိုရန်ကုန်မြို့ဝစီသို့ဦးတည်ခေါ်မလာသည်ထို့စဉ်အမောင်ထဲမှအော်တန်တစ်ခုကြသည်ပင်လယ်ထဲမှအတန်ဖြစ်သည်ကိုသတိထားမိသည်ပင်လယ်မှာလိုင်းလီမရှိဘဲငြိမ်သက်နေသည်တင်းမော့ကိုဆက်သက်ပြီးအသက်ကလေးကိုချကလိုက်လံရှာဖွေစေသည်အတော်ကြာမှ င်ပြတစ်ချက်ကိုဖတ်တွယ်ကူးခတ်နေတော်လူတယောက်ကိုတွေ့ရသည်သူကိုတင်မော့ဘော်တို့ခေါ်ဆောင်လာခဲ့သည်သူကဖလီတပည့်အတမဲဆွာမိပင်ဖြစ်လေသည်ဆွာမိသည်ပင်လေပင်တွင်ကဲမြင့်သူမတွေပဲ73နာရီမြော့ပါခဲ့သည်ယခုမှအာရင်ကုန်ခတ်နေပြီးမြော့မြော့သာရှိတော်သည်ကပီတန်ရော့ဆက်ကသူ့ကိုဆက်လက်မင်းမြန်ရာဆွာမိကသူတို့တင်မော့ပြပုံကိုပြပြသည်ဆွာတင်မော့ငစိန်သည်မော်လာကြိုင်မှရန်ကုန်သို့ဥတီခုံမောင်းလာသည် တိမ်မောမပြတ်မီညကလမ်းကြောင်နေတဲ့ဖြင့်ကပတိန်ပင်နေတန်သည်ပင်လယ်ပြင်တွင်ကြောက်ချကျနာထားသည်နောက်တနေ့မနက်အာယုံတက်တွင်တိုင်းလေပြင်းထန်လာသည်ထိုအခါကပတိန်လည်းရန်ကုန်သို့ဆက်လက်ခုံမောင်းရန်ပြင်ဆင်သည် ထိုခိုက်တက်မှာပင်တိမ်မောစခန်း၌ရေဝင်နေကြောင်းတိမ်မောသားတစ်ယောက်ကသတင်းပို့လာသည်ရေသည်ပဲ့ပိုင်းပန်းကားဝင်ရုံအောင်မှဝင်လာခြင်းဖြစ်သည် ထိုနေရာတွင် ကွဲအပ်သည့်ရေချိုပေါက်တစ်ခုရှိသည်တို့ဖြစ်ရာရေစုပ်ဆက်များကိုပြင်ဆင်ကား တက်နေသည်မြရေဆုပ်ထုတ်သည်ဆက်အားသုံးဘုံပညာမဟုတ်ဘဲမောင်းနှံကိုလက်ဖြင့်တွန်းတင်ပြရသည်ရေဆုပ်တုံကညာဖြစ်သည်တို့ဖြစ်ရာစုပ်တိရေနှင့်ဝင်လာသည့်ရေတို့မမြပဲပေပိုင်းတစ်ခုလုံးလိုလိုရေညာပြည်လာသည်ပေပိုင်းသည်တဖြည်းဖြည်းမြင့်မြတ်တော်မြီကိုသိမြင်လာကြသည်တွင်တင်မောသားတို့မှစောက်တီယာမြဖြစ်ပြီးဘူသူကငိုဖះစားတရားစားရုပ်ဖက်သူကရုပ်ဖက်ဖြစ်လာသည်အချိန်တွင်မလှတော်သည်ကိုသိသည့်ဖြင့်ကပတိန်ပင်နန်ကအသက်ကယ်ဘောများ ဥစဉ်ကြရန်အမိန်ပေးသည်ပြီးတော့အသက်ကယ်လှေကိုလည်းပင်လယ်ပြင်သို့ချပစ်ခိုင်းသည်သို့သောအချိန်မရှိတော့ချက်ချင်းလိုလိုပင်ပယ်ပိုင်းမှဆာ၍နေတော့ပြည့်အချိန်နေစိုးကိုရင်ဆိုင်ကြရသည်အသက်ကယ်လေးသည်တင်းမောနှင့်ခလန်းလန်းတွင်ရောက်နေသည်တင်းမောသားအချို့မှာ ခုံချကူးခတ်ကာလေပေါ်သို့ရောက်သွားကြသည်အချို့မှာလေစီသို့ကူးခတ်နေကြသည်တင်းမောပေါ်မှနောက်ဆုံးခုံချသူမှာကပတိန်ပင်တန်နှင့်အင်ဂျင်နီယာဖီလစ်တို့ဖြစ်သည် ကျွန်တော်ကရေထဲမှာကူးနေတယ်။အသက်ကယ်ဖို့လည်းမပါဘူး။ပြင်းများတစ်ချက်တွေ့တာနဲ့ဖက်တွေပြီးကူးနေရတယ်။ကျန်တဲ့တင်မောသားတွေကတော့အသက်ကလေးပေါ်ရောက်သွားကြတယ်။ကပတိန်နဲ့ကျွန်တော်တခင်ကတော့လှိန်နဲ့ခွေးဝေးမှာရောက်နေတယ်။သူတို့စီကိုလှိန်ကမရောက်နိုင်ဘူး။ကပတိန်ကသူတို့စီလှောက်ခဲ့ဖို့ဆလင်ကိုအော်ပြီးအမိန်ပေးတယ်။ဆလင်ကကပတိန်ကိုမြင်နေပြောတာအမိန်ပေးတာလဲကြားတယ်။ဒါပေမဲ့သူ့စီလှော်မပသွားပဲအခြားဘက်ကိုလှော်ထွက်သွားတယ်။ဒီဒီမှာ ရှုရကုံတမောကပတဲ့ရဆဲပါတဆင်တရတိစွာမိအစစ်ကကြပင်ဖြစ်သည်။စွာမိတီလည်းသူ့တခင်ညာနဲ့꿰သွားသည်။ထိုနေ့ကပင်လယ်ပြင်တွင်တနေ့လုံးမျောပါနေခဲ့သည်။နေကချစ်ချစ်တောက်ပူသည်။ရေလွန်ငတ်သည်အာကောင်တွေချောက်လာသည်။နေဝင်လျင်သူ့ဖို့မျောလင်းကျက်ဆုံးပြီ။ပင်လယ်ပြင်တွင်ရေနှစ်တရားဘုရားရှိသည်ဟုအာရော့ကျင်လာသည်။ဒီမြတ်တစ်ချက်ကိုတညာလုံးဖတ်တွေ့ထားလို့ရနိုင်ပါမည်လား။ဖျားသခင်တန်ဆူတောင်းသည်။သူသည် ခရိယန်တယောက်ဖြစ်လျာဘုရားသခင်ကသူ့အတန်ကိုကြားသဖြင့်ယေရှုတင်မိသည်သူသာခရိယန်မဟုတ်ခဲ့လျင်သူ့ဆုတောင်းတဲ့ကိုဘုရားသခင်ကြားညီမဟုတ်ဘူးဆိုသည်ကပ္ပလိန်ရဆက်ကသာမိထံမှသူတိယသမျှကိုအနာပိုင်းတို့တန်ချက်ချင်းလိုလိုပင်အစီရင်ခံသည်တို့နှင့်တင်မောပြတ်အမှုခင်းကိုစစ်ဆေးရန်ရေဝင်ယုံကခုံယုံတစ်ခုဖွက်လိုက်သည်ထို့ခုံယုံတွင်ကျွန်တော်သည်တဘာပတိဖြစ်လာပြီး အဖွဲ့ဝင်များအဖြစ်ကပ္ပတိန်ဂီလက်နှင့်ကပ္ပတိန်ဝိုင်းတို့ပါဝင်သည် စလင်နဲ့တမောသမ ्या ကိုထမ်းချုပ်ရသည်တိုးတော်ချက်ချင်းပင်အမခံပေးလိုက်သည်နောက်ရက်များတွင်တရလိုတရခင်တို့ကိုစစ်ဆေးကြနာသည်ဆွာမိသည်ဝတ်ကျင်ထဲတွင်나이ပေါင်းများစွာကြာသည်အထိအစစ်ဆေးခံရသည်သူသည်ပင်ကြုံသေးခွသည်လူပလန်လေးများသာဖြစ်သည်သားကလည်းမဲသည်ခွန်အားပလတောင်းနေသူမဟုတ်တိုးတော်လည်းရုံနေမလိုက်အောင်ကြန့်ခိုင်သူတူဖြစ်သည်အပူပိုင်းဒေသ၏ပင်လယ်ပြင်တွင် အီကွေဒါဘောကနေဤအပူတံကိုကြံ့ကြံ့ခနိုင်သူတူလဲဖြစ်လေသည်နေချစ်ချစ်တော့ပူတိပင်လေပြင်းတွင်ဒီမြတ်တစ်ချက်ကိုဖတ်တွေ့က73နိုင်လုံးလုံးမြောက်ပါနေနိုင်တဲ့တတိမျိုးအရေးချင်းမျိုးဘယ်အင်္ဂလိပ်သင်္ဘောသားတွေမှ ရှိနိုင်မည်မထင်ပေစွာမိသည်စောစောကအစ်စ်ခံထားသည့်အတိုင်းပင်စကားတလုံးမလွဲပဲကြံလေအစ်စ်ခံသည်ဆလင်သည်သူနှင့်အင်္ဂလိပ်ရာရှိနှစ်ယောက်ကိုပင်လေတွင်ရင်းနှစ်တည်အောင်ထားခဲ့သည် ယခုလိုထွက်ဆိုရသည်မှာပင်သူ့ဖို့အန္တရာယ်များလာပြီအเจ้าမှာဆလင်ကသူ့ကို တက်မီတကယ်ကဲကျိမုံလုံးတော့ကြောက်ဖြစ်သည်ဟုဆိုလေသည်ဆလင်တို့မြည်သည်တင်းမောညှုပ်ခဲလင်သူတို့ထက်ရရှင်များကိုစွန့်ပြေရောထုံးစံမရှိပေတင်းမောဘော်တွင်ရှေ့စဉ်ကကပတိန်ပင်တန်တန်နှင့်တင်းမောသားတို့မကြည့်မလဲဖြစ်ခဲ့သလားဤတို့လဲရန်မီမပွားကြဟုဆိုသည်တော်တော်ဆလင်ဘက်ကအကြောင်းတစုံတရာထူးထူးခြားခြားဖြစ်ခြင်းပေးနိုင်ကဲဆလင်နဲ့တင်းမောသားအလုံးမှာမဟာမေရညာဖြစ်ကြသည်ဒီထက်ပို၍ဘာမှမပြောနိုင်ဘာမှအရှင်းပြနိုင်ကြ ရာရှိများနဲ့သူတို့မှာအယူပါဒါကွဲသူများဖြစ်နိုင်ကြသည်မှာတပါအခြားရုပ်စုဆရာအကြောင်းတစ်ခုမှမမြင်တရားခံဝချန်တဲ့တွင်ရောက်နေကြရသည့်သင်္ဘောသားများမှာကန်စုံမုံမောင်ကြားခံရသဖြင့်မျက်နှာများညှိုးငယ်နေကြသည်သို့သောသူတို့သည်စစ်တကောင်းလူမျိုးများဖြစ်ကြသည်စစ်တကောင်းလူမျိုးတို့၏မျက်နှာဘေးမှာ နှစ်လိုပဲမကောင်းလားဟု လူတိုင်းကထင်မြင်ခံယူကြသည်မျက်နှာပေါက်ဆိုသည့်စစ်တကောင်းများဟု၍လဲကြော်ကြသည်သို့သော လူမျိုးတစ်မျိုးအနေဖြင့်ကစစ်တကောင်းတို့သည် ရုပ်မှသူများမဟုတ်ကြဟုကျွန်တော်ယုံကြည်တယ်။မိတို့ဖြစ်စေသူတို့ဒီတက်တလို့နေကျင်တာဖြစ်လေရ။သူတို့မျက်နှာပေးမှာအညာတကာမင်းမြင့်ကက်เสียဖြစ်လေသည်။သူ့အထက်အရာရှိများကိုဘာကြောင့်မကယ်ဆယ်တလဲဟုမေးသည်ကာ။ရေးစီးနေတော့ကြောင့်မဆယ်နိုင်ခဲ့ပါဟုအပြေပေးသည်။တို့ဖြစ်ရင်ကပတိန်ပနီနန်တို့ကတည်းလဲထိုရေးစီးနေတို့ပင်သူတို့စီတို့ညောပါလာနိုင်ကြီးမဟုတ်ပါလားဟုထက်မှန်စောကြသည်ကာ။စကားမေးမရတော့ဘဲနှုတ်ပိတ်နေကြသည်။ တို့ဖြစ်ရာတရားကျောင်းအနေနဲ့မို့ဆလင်ဤစကားဆလင်ဤဖချက်နဲ့ဆွာမီဤစကားဆွာမီဤဖချက်တို့နှစ်ခုကိုကျားနာဝေဖန်ပိုက်ချကဆုံးဖြတ်ရရှိဖို့သာရှိလေသည်ဤတွင်ကံကောင်းထမ၍ရုံးတော်အတွက်အသက်ရှူပေါက်ရစရာတသက်တရားပေါ်လာသည်တို့သည်ဗမလိုက်သည့်တေဟုယူဆနိုင်စရာအကြောင်းရှိလေသည် သူကကပီတန်ဤတပည့်ဖြစ်ခဲ့ဖို့သည့်အဘတူပင်ဖြစ်လေသည်တေမောနှမြုပ်နေသည့်အခါအဘတူသည်လည်းရေထဲသို့ ကုန်းချရတူဖြစ်တယ်။သူ့ကိုစလင်ကတေပေါ်တို့ဆွတယ်နိ။သူကမွတ်စလင်ဒီကပတိန်ကိုပြည့်ပြည့်သူမို့။တိုင်းလေကြားမှာပင်ရေကူးနေသည့်ရာရှိနှုတ်ကိုရှာဖွေခဲ့တည်း။မတွေ့သဖြင့်သာမကယ်ဆယ်နိုင်ခြင်းဖြစ်သည်ဟုဖော်ဆိုခဲ့သည်။တိုးတော်အဘတ်တူဒီလဲစတကောင်အမျိုးသားဖြစ်သည်မှာပြောစရာတကူဖြစ်နေတယ်။သူဒီကပတိန်ဤတပည့်ပညာလဲရေးကြည့်လျင်တွင်းနီယာပါစမြဲဆိုရိုးတိုင်းဆရာသမားအပေါ်တစ္ဆာမဆောင်နိုင်တော့ပဲ။ အမျိုးသားချင်းရိုင်းမင်းစိတ်ကိုဦးစားပေးနိုင်တယ်။ထို့အပြင်အရေးကြုံတဲ့အခါဆရာသမားဘက်ကယက်တီရန်ထက်သူတို့အမျိုးသားများ၏ဒုက္ခကိုစာနာကဲ့တရားမည်ဟုရလေသဘောပေါက်နိုင်တယ်။တရားရုံးအဖွဲ့ဝင်နှစ်ဦးနဲ့ကျွန်တော်တို့ဒီအချိန်တန်ကြာယူကာစီရင်ဆုံးဖြတ်ချက်ချရန်စဉ်းစားခန်းဝင်ရတယ်။တက်တေထွက်ချက်တွေကိုဘဲတော့ဘဲပုံအကဲခတ်မြည်လေ။ဆလင်ကသူ့ထက်လူကြီးအင်္ဂလိပ်ကပတိန်ကိုပင်လယ်ပြင်မှာပစ်ထားခဲ့ဒီမှာမှန်သလား။ပြီးတော့ဆော်မီကိုလည်းအကဲဖြတ်သေးတယ်။ သူဒီတိုင်းတန်လေးတန်းတင်းကြပ်ခနိုင်သူဖြစ်သည်သူဒီမဟာမေတ္တတို့ကို မုန်းသူဖြစ်သည်ထိုမှာတစ်ဖန်ပင်လေပင်တွင်ပင်များကလေးကိုဖတ်တယ်ကစသုံးနာရီလုံးလုံးတင်းမင်းနဲ့တပန်းလုံးကြရသည်ဖြင့်စလင်နဲ့စတကောင်းတိုက်ကိုဖိချင်ပေါက်ကခါတိနာကြည့်နေပြီဆိုလျင်ခါတိနာကြည့်နိုင်စရာအကြောင်းရှိသည်ထို့အပြင်ဆွားမိသည်စလင်တို့လူစုအပေါ်အထင်မှားအမြင်မှားသည့်စိတ်ဖြင့်ပြောဆိုဆက်ဆံနေခြင်းလည်းဖြစ်နိုင်သည်ပင်လေခီးကျန်းတွင် ပြင်းပြားငယ်တစ်ချက်ကိုဖတ်တွေ့မျောပါရသူနှင့်ကလေးဘော်တွင်အစွန်သားထိုင်ကမျောပါရသူတို့နှစ်ဦး၏စိတ်အခြေအနေကိုဝေဖန်စဉ်းစားနိုင်ရမည်ဖြစ်ပေလိမ့်ဘသူကပို၍ဟာသိညီလေနောက်ဆုံးတွင်ကျွန်တော်တို့သုံးဦးသလုံးစဉ်းစားခန်းဝင်က ဖြစ်ပြတဲ့ညအကြောင်းကျင့်ရတော့နှင့်ညညွတ်သည့်အဖြစ်တစ်ခုကိုရှာဖွေစုတ်ကင်မိကြသည်ရဲမှဤသို့ဖြစ်သည်လေဘော်တို့ရောက်လျင်စလင်နှင့်တမောသားတို့မှမျက်စိမျက်နှာတက်လောက်အောင်ပင်ကြောက်ကြီးကြောက်နေကြသည်ဖျားတတ်သူကတတ်သည် ။အော်ဟေ့ငွေရသူလည်းရှိတယ်။ကန်းကလည်းဝေးသည်။ဘဲတောင်ဘဲကန်းစိုက်လိမ့်နေမသိ။ဘယ်နေရာရောက်နေရမှန်းပင်မှန်းဆနိုင်မည်မထင်ပေ။နေကိုကြည့်၍သာအရှိအနောက်မှန်းဆနိုင်မည်ဖြစ်သည်။ထို့ပြင်ရေစီးကလည်းတန်ကားတိုင်းလေကလည်းထန်နေရ။လိုရာကြအောင်လေကိုလွှတ်နိုင်ဝယ်မရှိ။အကြောက်ရွံ့စိတ်ကစုံမှုနေသည်ဖြင့်သူတို့အထက်လူကြီးများကိုရှာဖွေရန်စိတ်ကူးပုံမြင်မော။ဖျားတာကဆူတောင်းနေမိတာဖြစ်သည်။လေပေါ်တွင်ဒူးထောက် ိုကိုညွတ်ပြီးခေါင်းနှင်ကြံထိလောက်အောင်ရှိခိုးကအလာဟုတခင်ကို တနိုင်ကြလိမ့်မည်အလာမတပါကိုကိုရာမရှိတော့ပြီဟုရွတ်ဆိုနေကြနည်းဤဒီမှာကျွန်တော်တို့ကောက်ချက်ပင်ဖြစ်သည်တို့ဖြစ်လျင်ကပတိန်ပနင်တန်နဲ့မစတာဖစ်တီတို့ဟာမလိုမုံထားစိုက်ပြင်ပင်လေပင်တွင်စွန့်ပစ်ထားခဲ့သည့်စွဲချက်အရာကစလင်ဒီအပြည့်မရှိသို့တော်အလာဖျားတခင်ထံစူတောင်းခြင်းရသည်ဆိုလျင်စူတောင်းသည့်အလုပ်ကိုခဏဆိုင်းငံ့ထားပြီး ကပတိန်နဲ့အင်ဂျင်နီယာတို့ကိုမချဖွေမကဲဆဲတင်ဘူးလား။ဘာကြောင့်မချဖွေမကဲဆဲနိုင်ရမည်နည်း။ထို့ကြောင့်ဆလင်အားအိန္ဒိယသွားလာရေးအဥပဒေရာထိုမှိုင်မဲမှုအတွက်ထိုက်တိတိပြစ်ဒဏ်ကိုပေးရမည်။တို့ဖေရဆလင်ကိုတညာစွာပင်အပြစ်ဒဏ်ပေးလိုက်သည်။ဤဖြစ်ပျက်သည်မௌတမပင်လယ်အော်တွင်ပိုင်းလေထန်းသည့်အကြာဖြစ်ပွားသည့်အမှုအခင်တစ်ခုဖြစ်လေသည်။ထို့သောကျွန်တော်တို့အင်္ဂလိပ်ဘက်ကဂုံယူစရာနမူနာတစ်ခုတွေ့တရသည်ဖြင့်ဝန်တာပီတီဖြစ်မိသည်။ ျွန်တော်တို့အင်္ဂလိပ်လူမျိုးများသည်ပင်လယ်ရေကြောင်းစွန်စားတော်လာခြင်းကိုချစ်မြတ်လို့သူများဖြစ်သည်ပင်လယ်အောက်ကျမ်းမြင်တွင်အင်္ဂလိပ်တို့၏အယူများသည်အခြားလူမျိုးတို့၏အယူများထက်ပို၍ညာညီအမှန်ဖြစ်သည်ကျွန်တော်တို့အင်္ဂလိပ်လူမျိုးများသည်ပင်လယ်စကန်းသည့်လမ်းသည့်စသည့်နေရာသည့်ဒေသအသစ်တို့ကိုညှော်မှန်းတင်တာကြသည်ဤသို့ဖြင့်ဝိလန်သည့်ရေတကြီးတွင်အသက်ဆုံးအမှကျင်းနှစ်သက်သူများဖြစ်လာသည်ကပတိန်နှင့်ဖီလီတိုမှာ ဆိုတဲ့ငယ်မော်ရစင်းမမထင်ရှားသည့်အရာရှိလေးနှစ်ဦးသာဖြစ်သည်တို့တိုင်အောင်အန်နီနှင့်ရင်ဆိုင်ရသည့်အခါမိမိတို့အသက်ကိုဦးစားပေးမစင်စားပဲအိန္ဒိယတိုင်းသားတင်မောသားတို့၏အသက်ကိုဦးစားပေးကအသက်ကလေးကိုချပေးသည်ဘေးလွရသို့ပို့ခဲ့သည်တို့သည်အင်္ဂလိပ်လူမျိုးပိတာချောင်းကိုစကားညံ့ညံ့ပြောပဲတည်တည်ထူခဲ့ကြသည်တည်ခြင်းတရားကိုအိန္ဒိယရရင်ဆိုင်ခဲ့ကြလေသည်1929တွင် အင်္ဂလိပ်ကမြန်မာပြည်ကိုအုပ်စိုးလျက်ရှိတယ်။1919ဒိုင်ယာကီအုပ်ချုပ်ရေးအရာမှပြည်သူကိုယ်စားလှယ်တို့၌အခွင့်အာဏာအချို့အဝယ်ရှိတယ်။ထို့သောလက်တွေ့တွင်ကထိုအခွင့်အာဏာတို့မှာတိတိယောက်ယောက်အုပ်ပိုင်နိုင်ခွင့်မျိုးမဟုတ်ပဲကြံပေးပိုင်ခွင့်မျိုးသာဖြစ်လေသည်။ဥပဒေပြုအဖွဲ့ကိုကိုစားပြုသည့်ပြည်သူကိုယ်စားလှယ်ဝန်ကြီးနှစ်ဦးသည် ဥပဒေတစ်စုံတစ်ခုကိုပြဋ္ဌာန်းအတည်ပြုရန်တင်ပြနိုင်သည်။အဆိုပြုနိုင်သည်။ထို့သောလည်းဘရင်ကံကခန့်အပ်ထားသည့် ရင်ကအစိုးရအဖွဲ့ဝင်ဝန်ကြီးနှုတ်ဦးထောက်ကန်ကြရာရင်ကကိုရန်ကသဘောတူမှသာဥပဒေပြုတ်ကျင်ရှိတယ်တင်။တနည်းဆိုရရင်ဥပဒေပြုတ်အနာကိုရင်ကကစုပ်ကင်ထားခြင်းပင်ဖြစ်တယ်။ဗရင်ကနဲ့သူ့အတိုင်ပင်ကဝန်ကြီးနှစ်ပါးကလည်းရန်ကုန်မျက်နှာဖြူအတိုင်ဝမ်းကိုငယ်ဆောင်ကြည့်ရတယ်တင်။ထိုရန်ကုန်အတိုင်ဝမ်းတွေအင်္ဂလိပ်အစိုးရ၏ policy ကိုရုံလုံးဖော်ပေးသည့်လူတစုဖြစ်တယ်။သူတို့၏ထင်မြင်ယူဆချက်များသည် များစွာအရေးကြီးတယ်။သူတို့သည် များစွာအရေးပါသည်ရန်ကုန်မြို့နယ်ဖြူအတိုင်းဝန်းကိုအင်္ဂလိပ်များကလုံးလုံးလည်လည်အုပ်စီးထားသည်ရင်းတွင်ဂူကလက်ကနော်ဂျီပုတ်ကလက်နှင့်ဂျမကနာကလက်ဟူသည့်ကလက်ကြီးသုံးခုမှအတင်းသားမြို့နယ်ဖြူများပါဝင်လေသည်ထိုကလက်တို့တွင်မြို့နယ်ဖြူဥရောပတိုက်သားတို့သာအတင်းဝင်ဝင်ရသည်အတင်းဝင်ဖြစ်ရန်ငွေကြေးချမ်းသာဖို့မလို့ယာတို့ယာကန်ရှိဖို့မလို့လူကြီးလူကောင်းဖြစ်ဖို့မလို့အတင်းဝင်ဖြစ်ရန်အရေးချင်းမှာလူမျိုးသက်မှတ်ချက်သို့မဟုတ် သွေးရောင်သတ်မှတ်ချက်ပြန်ဖြစ်သည်။သို့ဖြစ်လျာတရုတ်တထေးမစ္စတာလင်ချင်းချောင်းသည်နယံဆေးရေးပကြီးတို့ဖြင့်အတင့်အတဲဆောက်လုပ်ထားသောနန်းတော်ကြီးကိုပိုင်ဆိုင်သူကြည်ကြည်တဲ့ချမ်းသာသူစိတ်တဘောထားကောင်းသူဖြစ်တော်များလဲတရုတ်လူမျိုးဟုသောအခြေချင်းကြောင့်ထုတ်ကလညာတို့မဝင်နိုင်။ရင်းကလတ်တို့၏အတင်းသားမဖြစ်နိုင်ပင်။လင်းပင်ထိတ်တင်မလက်သည်မဟာစီမဟာသွေးဖြစ်သည်။ရုပ်ရည်အားဖြင့်ချောမောလှပသူဖြစ်သည်။တို့တိုင်အောင် သူသည်လဲထုတ်ကလတ်တို့၏အတင်းဝင်ဖြစ်တိုင်း ပြည်သူကိုယ်စားလှယ်2ဦးဖြစ်သည့်တရားခရီးဝန်ကြီး2ပါးသည်လည်းဘကုကလက်၏အရေးကိုမနှင်းနိုင်ထို့အတူဟိုက်ကုတ်တရားရုံးမှမြန်မာတရားသူကြီးများသည်လည်းကံတော်ကြီးပုဂ္ဂလနာတို့မတည်နိုင်မဟာမေရင်တထေမစ္စတာအော်ဇန်သည်စိုင်းမွန်ကော်မရှင်ကိုဥယျံပွဲပြည်သူဖြစ်သည်ထို့သော သူကိုထုတ်ကလက်တို့ကဝင်ခွင့်မပြုဂျပန်ကောင်စစ်ဝင်သည်ပင်လည်းအခြားအစတိုက်တန်းများနေသူဘကုကလနာမတည်နိုင်ဂျပန်ဂျီတက်ကြီးတစ်ခုလုံးကိုခေါ်လာပြီးအရေးဆိုညာလဲ ပကိုးကလပ်ကဂျပန်ကောင်စီဝင်ကိုဝင်ကွင်းပြုလိုက်မည်မို့ယင်းကလပ်သုံးခုတွင် အတင်းဝင်အင်္ဂလိပ်တို့မှ အတန်းအစားဖြင့်သုံးမျိုးသုံးစားကွပြသည်အစိုးရအရာရှိကအတန်းတစားဗြိတိရှားစစ်တပ်အရာရှိသို့မဟုတ်အိန္ဒိယစစ်တပ်အရာရှိများကတန်းတစားကုမ္ပဏီများကတန်းတစားဖြစ်သည်အစိုးရအရာရှိဆိုသည်မှာကျွန်တော်တို့လိုအုပ်ချုပ်ရေးဝန်ထမ်းများဖြစ်ပြီးမြမပြည်နေရာအနှံ့ပြား၌ကျင်းလည်ကြကြသူများဖြစ်လေသည်ကျွန်တော်တို့မှာမြမစကားကိုနားလည်သည်ပြောဆိုနိုင်သည် ဝေးလန်လန်ဒေသများတွင်နေထိုင်အုပ်ချုပ်ခဲ့ပြီးထိုအရထိုဒေသတို့၌အတန်းအဆမခွဲကြဘဲလက်ခံသောကလပ်များ၏အသင်းငွေများလည်းဖြစ်ခဲ့ပူကြသည်တရကစကားတစ်ခုအရဆိုရင်ကျွန်တော်သည်စစ်တွေကလပ်၏အသင်းဝင်လူကြီးတူဖြစ်ခဲ့သည်စစ်တွေမျိုးတွင် အင်္ဂလိပ်လူမျိုးအများအပြားရှိပြီးသူတို့သည်အသင်းဝင်များဖြစ်ကြသည်စစ်တွေကလပ်သည်ပြင်ပအထောက်ပံ့တစ်ခုခုဖြင့်ရည်တရသည့်အသင်းမျိုးမဟုတ်အချို့ဒေသများတွင်ကလပ်အငယ်စားလေးများမှာ အခြားတစ်ပါးအကူအညီဖြင့် အတိကကြတီတို့ရှိသည်စစ်တီကလပ်တင်မူရခိုင်မျိုးသားအချို့နှင့်သူတို့၏ဇနီးများမှာအကျိုးဆောင်အသိဉာဏ်များဖြစ်လာကြသည်ကလပ်တွင်ထမင်းစပွဲတက်ခင်းသို့မဟုတ်အခြားပွဲလမ်းအခမ်းအနားတစ်ခုခုကျင်းပလျင် ထိုရခိုင်ဇနီးမလန်တို့ပါဝင်ဆွေးနွေးနိုင်သည်သူတို့ပါလျင်ပွဲတီပို၍တိုက်ညိုက်စီကသည်သူတို့မှာမျိုးမျက်နှာဖုံးများဖြစ်ပြီးပလွားသူများမဟုတ်ကြပေဂုံတီရှိလူကြီးလူကောင်းများဖြစ်သည်ပြီးတော့ ဟာရဝတရားရှိသူများဖြစ်တယ်။ကျွန်တော်အတွေ့အကြုံရကမြန်မာလူမျိုးကိုမချစ်သည့်အင်္ဂလိပ်ဟူ၍တွေ့ရခဲ့သည်။မြန်မာတွေဘက်ကအရေးဆိုကမြန်မာတွေကောင်းချိုးတွေရက်တည်သည့်အင်္ဂလိပ်တို့ကိုသာအများအပြားတွေ့ရသည်။ဗြိတိရှအင်ပါယာတွေအင်္ဂလိပ်ဘီရင်၏ကျေးဇူးတစ္ဆာကိုစောင့်တိကြသည့်အိုးချုပ်ကန်တို့နဲ့မြန်မာတို့သည်ချစ်ခင်နှစ်လိုပဲကောင်းသောယူသားအီချန်သောလူမျိုးတစ်မျိုးဖြစ်သည်။ကျွန်တော်တို့ကိုပုံကိုအရတန်ရောစဉ်တွေ့သည်။ကျွန်တော်တို့တွင်လည်းတန်ရောစဉ်အကြီးအကျယ်တွေ့ရသည့် မြမမိတ်ဆွေများရှိလာသည်တိုးတော်လဲရန်ကုန်သို့ကြောင်းရွှေ့လာသည့်မကြမီမှပင်ရန်ကုန်မျက်နှာကျူအတိုင်းဝမ်းကျောင်းကိုကောင်းကောင်းနားလည်လာသည် ထို့အတိုင်းဝမ်းကမြမတို့ကိုပြီးဖယ်ထားသည်သူတို့သည်မြမတို့နှင့်ရိုးရိုးထွေးထွေးမနေကြကျွန်တော်တို့အင်္ဂလိပ်မှုတန်းများနဲ့အချို့မှာ အင်္ဂလိပ်အတိုင်းဝမ်းတွင်ကျင်းလဲချက်စားရသည်ကိုနှစ်ချိုက်သည်အင်္ဂလိပ်တွေအကြားတတိတတန်နေရလျင်အေးချမ်းသည်ဟုထင်သည်ကိုအချင်းချင်းဆိုတော့ပြောချင်တာပြောနိုင်သည် စကားမှားသဖြင့်ဘာမှမစိုးရိမ်ရစိတ်မချမ်းမသာဖြစ်เสียဘာအကြောင်းမှမရှိနိုင်ငံသားများနဲ့ဆက်ဆံရသည်မှာစိတ်ရှုပ်เสียကောင်းတယ်ဤသည်မှာ အင်္ဂလိပ်တချို့၏စိတ်ထားဖြစ်သည်သို့တော်လည်းထိုကဲ့သို့ကိုလူမျိုးအချင်းချင်းသာပြောဆိုဆက်ဆံရကအေးလူလူနေရသည်ကို မကြိုက်သူလိုလည်းရှိသည်ကိုအချင်းချင်းကြားတွင်ဘာများအတိအငင်သည့်ရနိုင်เสียရှိသည်တိုင်းရင်းသားတွေနဲ့အဆက်ဖြစ်တာလည်းသူတို့သဘောထားကိုတိခောက်ကြည့်၍မရတော့ဘဲကို့အလုပ်တွင်သာ နင်နာစရာအကြောင်းလို့ရှိတယ်။ဒုဖြစ်ရာညီမတွေနဲ့ပေါင်းသင်းဆက်ဆံတဲ့ညီမတွေနဲ့ရင်းနှီးသင့်နေဟူ၍ခံယူသူတို့လည်းရှိတယ်။1929တွင်မူအစိုးရအရာရှိအင်္ဂလိပ်တို့မှအရှိတိုက်သားတို့နဲ့ကင်းကင်းရှင်းရှင်းနေညီဟူ၍ခဝဲဝဲရှောင်နေလို့မရနိုင်တော့ပြီ။ကိုယ့်အလို့ကိုကြိုးစားပြီးအပြစ်မရှိအောင်နေလျင်ပြီးတာပဲဟူ၍သဘောထားလို့မရနိုင်တဲ့အခြေအနေများကြုံကြိုက်လာရသည်။တို့ဖြစ်လျင်ထိုက်တဲ့ညီမလူကြီးလူကောင်းတို့ကိုအင်္ဂလိပ်ကလပ်များ၏ အသိဉာဏ်များဖြစ်အောင်ဘာကြောင့်ကျွန်တော်တို့ဘက်ကမစီယုံမစော်ဩကြတယ်လဲဟုမေးเสียရှိသည်အဖြစ်နိုင်ပါစီယုံစော်ဩ၍မရတိုင်သည့်ပတ်ဝန်းကျင်မျိုးလည်းကြုံကြရသည်သည်ရန်ကုန်မျက်နှာဖြူအတိုင်းဝိုင်းတွင်စစ်ဘိုလ်စစ်သားများနှင့်ကုန်သည်လူသားတို့ကညီမတို့နှင့်ရိုးရိုးထွေးထွေးမနေကြညညီမတို့နှင့်မဆက်ဆံလို့ကြကလပ်များအတွက်အစိုးရအရာရှိပိုင်းကညီမအသိဉာဏ်တင်များစူးစမ်းတင်ကြသည့်တိုင်အသိဉာဏ်ကိုမပေးအောင်သူတို့ကကန့်ကွက်ကြလိမ့်မည် သူတို့မှာထုတ်ကလများတွင်လူများစုဖြစ်နေသည် အင်္ဂလိပ်စစ်ဖို့စစ်သားများနှင့်ကုန်တီညာ၏စိတ်တော်ရာကိုအလွယ်တကူနားလည်နိုင်ပါသည်အစိုးရအရာရှိပိုင်းသည်အလုပ်သဘောအရမြန်မာများနှင့်အမြဲတစေဆက်ဆံနေရသည်ထို့ဖြစ်ရာရင်းနှီးနေကြပြီထို့ကြောင့်မြန်မာတို့ကိုကလများတို့ဖိတ်ခေါ်လိုသည် အင်္ဂလိပ်ကုန်တီတို့မှာမူလက်တွေ့အဖြစ်မြန်မာတို့နဲ့အဆက်အဆံနေသည်တို့ကြောင့်ရောနှောကျင်ကြပြီအင်္ဂလိပ်စစ်ဘုစစ်သားတို့မှာ မြန်မာတို့နဲ့လုံလုံလလားတွေ့ကြုံရတယ်မို့တို့ကြောင့်ကင်းကင်းရှင်းနေလို့ချင်းပဲဖြစ်တယ်မဆက်ဆံရလေဘာများဆုံဆုံးစရာရှိတယ်လေဤဒီမှာတို့နဲ့ပတ်သက်၍ရေဘူးရထင်မြင်ချက်မျှတာဖြစ်လေတယ်ဂုံတီနဲ့စစ်ဘိုလ်စစ်သားတို့အထက်တွင်လည်းတတိတန့်အေးအေးချမ်းချမ်းနေလို့သည့်အဆူကလေးများရှိတယ်တယ်တို့ကတီးပုတ်ကလပါရိညာတာဖြစ်တယ်တို့သည်လူအတိုင်းဝိုင်းနဲ့နေတတ်ကြသူများမို့တော်တော်လေဒေသတဲ့နေရာတဲ့တွင် အသည့်အမြင်သည့်ရှာဖွေခြင်းစူးစမ်းဆင်ခြင်လိုစိတ်ပေါ်များခြင်းစသည့်စိတ်အစာကျွေးခြင်းအလုပ်သည်အနာယူအပန်းထည့်ခြင်းအလုပ်နှင့်မကွာခြားနေတတ်သည့်ဘုမိထားပြီမယားတနေ့ကောအလုပ်လုပ်ပြီနော်ညနေခင်းတွင်အနာယူအပန်းထည့်လိုကြသည် ထိုအခါမျိုးတွင်ဘူတုတပေါ်များဖွယ်ကိစ္စတွေအလုပ်အတွက်အသည့်အမြင်တိုးလာဖွယ်ကိစ္စတွေကိုစဉ်းစားမနေအားဤဒီမှာအင်္ဂလိပ်ကုန်သည်နှင့်အင်္ဂလိပ်စစ်သားတို့၏ရေဘူးရသဘောထားဖြစ်သည် ဂျပန်အင်္ဂလိပ်ကုမ္ပဏီတို့ရောင်းဝယ်ဖောက်ကားပုံကိုလေ့လာလင်လေသူတို့ဤလူမှုဆက်ဆံရေးအနေအထားကို နားလည်နိုင်သည်မြန်မာပြည်တွင်ကုန်စည်ကူးတန်းရ၌သူတို့အများဆုံးဆက်ဆံရသည်မှာအိန္ဒိယကုန်တီပွဲစားဂျာကန်လူများသာဝန်ဆံဖြစ်သည်သူတို့မှာမြန်မာဆက်ဆံရေးလောကတွင်ဝန်ဆံသူများမဟုတ်ကြအင်္ဂလိပ်ကုန်တီမြန်မာလက်လုပ်လက်စားတို့နှင့်တိုက်ရိုက်မထီတွေ့ရထို့အတူ မြန်မာကုန်တီပွဲစားများနေလဲမဆက်ဆိုင်ရ။အကြောင်းမှာရန်ကုန်စီးပွားရေးလောကတွင်မြန်မာကုန်တီတို့ဖို့ချေချစီရနေရာမရှိတော့ကြောင့်ပင်ဖြစ်သည်။မြန်မာစကားတစ်လုံးမှမတက်ဖဲနေလဲအင်္ဂလိပ်ကုန်တီတို့မှကြီးပွားချမ်းသာနိုင်သည်။မြန်မာပြည် ကုန်စီကူးတိုင်းလုပ်ငန်းတွင်အင်္ဂလိပ်ကုန်တီတယောက်မြန်မာသမိုင်းဘုဒ္ဓတနှင့်မြန်မာဘာသာရေးဘုဒ္ဓတတို့ကသူ့လုပ်ငန်းကိုအထောက်အကူပြုလိုက်ညီမော။၎င်းကုန်တီတို့နှင့်အချုပ်မှာအညောအမြင့်အနှဲငယ်ရှိကြပါသည်။သူတို့တဲကအချုပ်မှာ မြန်မာတို့နဲ့နိုင်ရိုက်ဆက်ဆံခွင့်ကြုံလာရသည်ဥပမာအင်္ဂလိပ်တိထုတ်တော်ရေးကုမ္ပဏီတစ်ခုသည်အထက်မြန်မာပြည်နယ်လဲရုံးခွင်များဖွင့်လှစ်ထားရသည်သူတို့အလိုရှိသည့်တစ်ကိုအထက်မြန်မာပြည်မှမှာယူနိုင်သည်တိုးတော်ညာလေတကယ်တမ်းပြောရရင်အင်္ဂလိပ်ကုမ္ပဏီလူရန်စားသည်ရန်ကုန်ရှိမြန်မာအထက်တန်းလွှာနဲ့လုပ်ငန်းသဘောအရရုံးတော်ဆက်ဆံစရာအကြောင်းတစုံတရာမရှိသူတို့တဲတွင်ချင်းကျက်ထားရမည်သူများလည်းရှိသည်သူတို့သည် မြန်မာပြည်နိုင်ငံရေးအပြောင်းအလဲကိုတည်ထချမိကြသည်မြန်မာပြည်တွင်အုပ်ချုပ်မှုစနစ်တစ်ခုပြောင်းလဲတော့မည်အရေးအကြီးကိုနားလည်ကြသည်တို့ဖြစ်ရာမြန်မာသဘောထားမြန်မာခံယူချက်ကိုသိနားလည်ရန်မြန်မာတို့နှင့်ထိတွေ့ရင်းနှီးမှုရှိရနေဟုသူတို့ခံယူထားကြသည်တို့တိုင်အောင်အင်္ဂလိပ်ကုမ္ပဏီတို့သည်ကလပ်တွင်ဥရောပတိုက်သားနက်နက်ဖြူများဖြင့်သာအပေါင်းတင်လို့သည်ဆက်ဆံသည်တို့ဖြစ်ရာမြန်မာပြည်တွင်ဖြစ်ပျက်နေသည့်နိုင်ငံရေးကိစ္စတို့ကိုရေးရရရ တင်းနားလည်မှုမရှိကြတော့ဘူးအစိုးဆုံးမှာအင်္ဂလိပ်စစ်ဗိုလ်များဖြစ်သည်စစ်ဗိုလ်စစ်သားကလွယ်လင်ရင်ဘသူကမှအပေါင်းအသင်းမလုပ်ကြသူတို့အလုပ်ကိစ္စတည်းလဲမြန်မာတို့နဲ့လုံးဝမဆိုင်စစ်ရေးဆရာတည်းမြန်မာတို့အမှုကိစ္စမဟုတ်အင်္ဂလိပ်စစ်ဗိုလ်တယောက်ဖို့မြန်မာပြည်တွင်တုံးတိတိတိနေစဉ်အတွင်းမြန်မာတယောက်ယောက်နဲ့ဆက်ဆံပေါင်းသင်းမှရာထူးတိုးမြေဟုသောတမတ်ချက်မျိုးလည်းမရှိသူတို့အထက်တွင်လဲခွင့်ချက်ရှိသည်မြန်မာပြည်တွင်နေရသည့်ကာလမှာတိုးတောင်းသည်ဖြစ်ရာ ရနိုင်တဲ့ညအချိန်အတွင်းဘဝတုဒ္ဒရှာမည်ညမတို့နဲ့ပေါင်းသင်းဆက်ဆံမည်ညမတို့လေထုံးစံတို့ကိုတည်နာလေအောင်စူးစမ်းလေ့လာမည်ဟုသောခံယူချက်မျိုးအချို့၌ရှိကြသည်အချို့ကညမပြည်တွင်အတွေ့အကြုံတင်ညာရှာခြင်းကြသည်သို့သောညာသောအပြင်ကအင်္ဂလိပ်စစ်ဘုတို့သည်ညမပြည်သားတို့နှင့်ကင်းကင်းနေခြင်းကြသည်သာညာလေသည်စေးပြကွင်းတွင်တနေ့ကုန်တင်နန်းပေးရသည်မှာပြန်မှန်သည်တင်နန်းထုတ်ပြီးနောက်ညနေပိုင်းတွင် ကလနိုင်ကိုအမျိုးသားမဟုတ်သူများနဲ့ပေါင်းသင်ဆက်ဆံရမည်ဆိုရင်သူတို့ဖို့စိတ်ညစ်စရာကောင်းမည်မှတို့ဖြစ်ရာလက်တွေ့ဘဝတွင်အင်္ဂလိပ်ကုန်သည်ကြီးများနဲ့စစ်ဘုစစ်သားများသည်မြမများနဲ့ကင်းကင်းချင်းချင်းနေလိုကြသည်ဤဒီမှာနားလည်နိုင်သောလူသဘာဝတရားပင်ဖြစ်သည်ဤဒီမှာလူမျိုးတိုင်းတွင်ရှိတတ်သောပြောက်ွက်တစ်ခုဖြစ်သည်တို့တော်လဲထိုစိတ်ထားသည်နောင်ခါလက်တွေ့တွင်စိတ်မချမ်းမြေ့ဖွယ်တို့နှင့်ကြုံရတယ်လေသည်ကိုမျိုးကောင်မှကိုချစ်တဲ့တီမှာ အင်္ဂလိပ်လိုမျိုးတမျိုးတည်းတင်တာပိုင်ဆိုင်သည့်စိတ်ဓာတ်မျိုးမဟုတ်ဘူး။လူတိုင်းပဲကိုငချင်းကောင်မှ ကိုချင်းတက်ကြတယ်။ဤဒီမှာဓမ္မတာသဘောတိုင်းပဲဖြစ်လေသည်။လူမျိုးသားဆိုရင်မချစ်ခင်မနှစ်သက်မုန်းတည်သည်။အခြေတိုင်းတော့သည်ဥရောပဒေသတို့ကိုယုံကြောက်ဆက်ဆုပ်ကြသည်။18ရာစုအတွင်းကတရုတ်ပြည်သို့ လာရောက်လဲပတ်ကြသည့်အနောက်တိုင်းသားတို့ကိုတရုတ်တို့ကကိုလိုနီများဟုခေါ်ကြသည်။တရုတ်တို့မျက်စုတွင်အနောက်တိုင်းသားတို့၏အသားမှာ ီချင်းချင်းဖြစ်ပြီးအမွေးအမြင်ထူထပ်သဖြင့်အော်ကလီစနေတဲ့အားကောင်းသည်ဟုထင်ကြသည်သို့တိုင်အောင်ရင်းနှီးနှီးဆက်ဆံဖို့အချိန်နေပေးလာသည့်အခါအနောက်တိုင်းသားများတွင်လည်းစိတ်နှလုံးကောင်းသူများရှိပါကလားဟုနားလည်လာကြသည်ဥရောပဒေသဆိုသည့်အရာဟင်ဆိုင် အမှုအကျင့်ရှိသည်ဟုထင်ရတော့လဲလူနှင့်တူပါကလားဟုစဉ်းကျင်မိသည်မိတို့ဖြစ်စေရန်ကုန်မြို့တွင်ရှိနေကြသည့်အင်္ဂလိပ်ကုန်တီများနှင့်အင်္ဂလိပ်စစ်ဗိုလ်စစ်သားတို့သည်တိုင်းရင်းသားမြမတို့နှင့်ခဝဝေးနေထိုင်ကြသည် ်မြမဟုသည်အစဉ်အတန်းနှိမ့်ကြသောလူမျိုးတစ်မျိုးသာဖြစ်သည်ဟုဆွဆွမြဲမြဲခံယူထားကြလေသည်လူမှုဆက်ဆံရေးနှင့်ပတ်သက်၍ဘယင်ခံ၏သဘောထားအပေါ်အချို့ကတုံ့တက်ပုံမှစိတ်ဝင်စားစရာကောင်းသည်ဘယင်ခံအိမ်တော်တွင်ပါတီပွဲများကျင်းပသည့်အခါရန်ကုန်ရှိကလပ်၃ခုမှအသင်းသားအလုံးကိုဖိတ်ကြသည်ရာထူးနေရာဌာနလိုက်ညစာစားပွဲနေ့လယ်စာစားပွဲဂါဒန်ပါတီကဥယျာဉ်ပွဲသို့အင်္ဂလိပ်ညာတက်ရောက်လာကြသည် တို့နီးတူမြမအိန္ဒိယတရုတ်အမျိုးသားအမျိုးသမီးတို့သည်ဘရင်ခံ၏ပိစာကိုကင်ကညစာစားပွဲသို့ကြောက်လာကြသည်ထိုအခါအင်္ဂလိပ်စစ်ပေါ်တယောက်သည်အရှိတိုက်သားများကြားတွင်နေရာချထားခြင်းခံရသည်ကိုကြုံရသည်ထိုအခါစပွဲတွင်ရင်ကျေးပြူငါမှုများကိုလက်တွေ့ကြုံကြိုက်ခံစားရပြီးသူ့ဘေးကပုဂ္ဂိုလ်မှာပေါင်းရတင်းရမဆိုးပါလားဟုသဘောပေါက်နားလည်သွားသည်ကိုလည်းရှိသည်တုတ်တိုင်အောင်ဘရင်ခံ၏အမူနာကိုလိုက်၍ ပါတီဘွဲကျင်းပရန်စိတ်ကူးမျိုးကသူတို့စိတ်ထဲတွင်မဖြစ်ပေါ်လာရုံအမှန်သူတို့ကဤတို့ကောက်ချက်ချတယ်ဘီရင်ကန်ဒီနိုင်ငံရေးပြည်ရဲ့အရသာအုပ်ချုပ်ကံတိုင်းရင်းသားတို့ဟာအစိုးရအိမ်တော်တို့ထမင်းစပွဲထမင်းစားပွဲဖကြကအဲ့ခံရခြင်းဖြစ်တယ်ဘီရင်ကန်တွင်တခြားရွက်ချက်ဘာမှမရှိနိုင်ဟုအခိုင်အမာယုံကြည်သည်အချို့အင်္ဂလိပ်ရရှိတို့သည်မြမများနှင့်အခြားအခြေတိုင်းသားတို့ကိုမိမိတို့အိမ်တို့ထမင်းစားဖိတ်ကအဲ့ခံကြသည်ကိုကျွန်တော်တွေ့ဘူးသည် ထို့သူတို့သည်တတိရှိကြသည်ထို့တော်လည်းဘယင်ကန်ဤသူလူမျိုးပေါင်းစုံကိုရောနှောတွေးဆောင်အောင်ဖိကြားကညနေချင်းဆိုင်ပေးသည့်ထိကားလုပ်ရကြခြင်းမိမိအိမ်တို့ဖိကြားသည့်အဲ့တညာကိုရွေးချယ်နိုင်လေတတိထားရလေသည်စိတ်ကူးပေါ်ရာချောက်ဖိညီဆိုလျင်မိမိပွဲပြတ်သွားနိုင်သည်တခါကအင်္ဂလိပ်တယောက်ဤအိမ်တွင်ကျင်းပသည့်အခမတခု၌ကျွန်တော်ကြုံရသည့်ဖြစ်ကိုမမိပါသေးသည်ကျွန်တော်ရှိနေစမှာပဲအင်္ဂလိပ်ဇနီးမောင်နှံဇွန်ရသည်အိမ်ထဲသို့ဝင်လာသည် မျိုးသမီးမှာချောင်းမောင်းလှပသူဖြစ်သည်အိမ်ထဲဝင်လိုက်သည့်တွင်ကြည်ရှင်ဝင်းပနေသည့်သူ၏ချစ်စရာညနာမူရသည်ချက်ချင်းပင်စိတ်ရှုပ်သွားသည့်အမူအရာကိုပြောင်းလဲသွားသည်ကိုကျွန်တော်တွေ့ရသည်သူပါဇက်ကလည်းဟောရှင်ဘလို့လဲကြော်ရဲ့အဲ့ဟိုကလူတုလူစန်းတွေဟာဘယ်ကပုံကူတွေလဲဟင်ဟုမအောင်နိုင်သည့်စကားတကားထွက်လာသည်ဘယ်ရင်ရှင်းမှထို့ဖြစ်မျိုးဒုတိယကျင်းအဖြစ်မခံတော့မီမှာပြေကြသည်